မြတ်စွာဘုရားရဲ့ဟောပြောချက်ဆုံးမချက်အရာတို့ယဟနာဆိုတာဘယ်လိုပုဂ္ဂိုလ်လဲဘယ်လိုပုဂ္ဂိုလ်ကိုယဟနာလို့ခေါ်တယ်လဲဘုန်းကြီးတို့ငယ်ငယ်တုန်းကကြားဘူးတယ်ဆရာတော်ကြီးတစ်ပါးပြန်တော်မူတဲ့အခါမိတချို့တဲ့အခါမှာအယိုးကချိတ်ဆက်တွေ့နေသည့်အတွက်ကြောင့်အဲ့ဒီဆရာတော်ကြီးကိုယဟန္တာလို့လူတွေကသတ်မှတ်ကြနော် အယိုးချိတ်ဆက်ဖြစ်ုံနဲ့ရဟန္တာလို့ပြောလို့မရဘူးတရားတခြားเจ้าညောင်းနဲ့ဖြစ်တယ်ဒါတွေကနော်တခြားเจ้าညောင်းဖြစ်လူတွေကတယောက်နဲ့တယောက်ခန္ဓာကိုယ်တည်ဆောက်မှု၊ကွဲပြားခြားနားမှုရှိတယ်လေကြည့်လေတော်တော်များများလူတွေမှာတော့ kidney ဆိုတဲ့ကြောက်ကဲ့ဟာနှလုံးရှိတချို့ကြတော့မွေးရပါတလုံးနဲ့ရှိတဲ့လူလည်းရှိတာပဲ။ အဲ့တော့ဓာရီကမွေးရပါနဲ့သက်ဆိုင်တဲ့ကိစ္စတွေဓာရီကိုတရားထုတရားမြတ်နဲ့သွားသတ်မှတ်ပြီးတော့ရဟန္တာပါလို့ဆုံးဖြတ်ရင်မှားရနေတယ်။ကြည့်ရမှာတော့ဒီပုဂ္ဂိုလ်သိတဲ့အကျင့်တရားကိုပဲကြည့်ရမယ်တဲ့။ဒါမျိုးတွေ။အဲ့တော့ရဟန္တာလို့ဆိုတဲ့အထက်မှာမြတ်စွာဘုရားဟောကြားတဲ့အတိုင်းဒီနားလည်ပြီးတော့ ကြီးညိုလေးစားနိုင်အောင်လို့တဘာဝအစစ်အမှန်ယဟန္တာဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲမြတ်စွာဘုရားကရှေးဥစွာယဟန္တာပုဂ္ဂိုလ်ရဲ့ကျင့်စဉ်ကိုမြတ်စွာဘုရားအရင်ဟောတယ်ကျင့်စဉ်ဟာအလုံးကျင့်တဲ့ပုဂ္ဂိုလ်တွေကျင့်နေတဲ့ဝိပဿနာကျင့်စဉ်ပဲယဟန္တာဖြစ်ခြင်းဝိပဿနာလမ်းကြောင်းကပဲရှောက်အောင် သောတာပန်ဖြစ်ဖို့လဲဝိပဿနာလမ်းကြောင်းတဂရဂံဖြစ်ဖို့လဲဝိပဿနာလမ်းကြောင်းအနာဂံဖြစ်ဖို့လဲဝိပဿနာလမ်းကြောင်းယန္နာဖြစ်ဖို့ဆိုတာလဲဝိပဿနာလမ်းကြောင်းနောက်ဆုံးမှာဖရာဖြစ်ဖို့ဆိုတာလဲဒီလမ်းကြောင်းပဲပေါ့အဲတကျွတ်ထင်တယ်သောတာပန်မဖြစ်ဘဲနဲ့ယန္နာခုံကျော်ပြီးတော့ဖြစ်နိုင်တယ်လို့ယူဆတဲ့ပုဂ္ဂိုလ်လည်းရှိတယ်အနာဂံခုံကျော်ပြီးတော့ဖြစ်တယ် တကရကံခုံကြော်ပြီးတော့ဖြစ်တယ်လို့ဒီလိုယူဆတဲ့ပုံစံတွေရှိတယ်။မြတ်စွာဘုရားတရားတော်မှာဒီဟာခုံကြော်ပြီးတော့သွားလို့မရဘူး။ဖားခုံတယ်လို့ခုံပြီးတော့သောတပန်အဆင်မလုပ်တော့ဘဲနဲ့ယဟန္တာအဖြစ်တန်းပြီးတော့ကူးကျင်လို့မရဘူးတဲ့။မြတ်စွာဘုရားကိုတော်မြတ်ကိုယ်တိုင်သိပေမယ့်သောတပတိမေသောတပတိဖို့ရတယ်ပြီးတော့မှဝိပဿနာအဆင်မြင်တော့တဂရဂါမိမေတဂရဂါမိဖို့ အစစ်မြင်လိုက်တဲ့အခါမှာအနာဂါမိအနာဂါမိဖို့ဝိပဿနာအစစ်မြင်လိုက်တဲ့အခါမှာအရတ္တမေရတ္တဖို့ဆိုပြီးတော့မှအရတ္တမေရပြီးတဲ့နောက်မှာအရတ္တဖို့နဲ့ပူးတွဲပါလာတဲ့ခုခေတ်လိုပြောရင်တော့ဒီဂရီတွေပေါ့နော်မြတ်စွာဘုရားကကြတော့ပူးတွဲပါလာတာဟာမနိုင်ရှင်လောင်းကြီးကျယ်တဲ့သဗ္ဗညုတ္တဉာဏ်တို့ဘယ်သူတည်းမှမဆက်ဆံတဲ့အတ္တဒါရဏဉာဏ်တော်ကြီးတွေပါလာတယ် ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ကြတော့တာဝကပါရမီဉာဏ်နေပါလာတယ်။သူများနဲ့မတူတဲ့ဆွမ်းရည်တွေအဲ့ဒီမှာရတယ်။ထင်ရှားအောင်ပြောရလို့ရှင်ဆရံအောင်နာခြင်းတူတူပဲဒီဂရီပါတဲ့လူဒီပါတဲ့လူမပါတဲ့လူ distinction ပါမပါတာခွာတာပေါ့။ဒီလိုဆုံးလို့တာပေါ့နော်။အေးယဟနာဖြစ်တာဒီမပါတဲ့ယဟနာလည်းရှိတာ။ယဟနာဖြစ်ုံပဲဖြစ်တယ်။ ဘာတကူဘိညာဉ်မှမပါဘူးကိလေသာကုံသွားတာပဲရှိတယ်ပညာဝိမု ക്ത ယဟနာမျိုးတယ်အေးတကူဘိညာဉ်နေနဲ့ပြည့်ပြည့်စုံစုံယဟနာဖြစ်သွားတာရှိတယ်ယဟနာဖြစ်ဖို့လူရင်းအကျင့်ကတော့ဝိပဿနာကျင့်စဉ်ပါပဲအ